ကိုမသွားရင်မရှိတော့မိမအချင်းချင်းငငင်ချင်းချင်းနာလေးနဲ့ခင်းချန်လူအင်းအောင်ချက်ပြီးတော့အကြီးလေးနဲ့ညှက်ညှက်ပြီးတော့ဒါကလေကြရင်ခွန့်ပေးတဲ့အစင်အဲ့ဒါကြောင့်မိမလည်းသွားတော့အရန်ကိုပြောဘယ်လိုဘွားပြောသွားမယ်ဆိုရင်တော့နေဗံပုံလေးတစ်ခုရောက်နေတယ်လို့ပြောတာပေါ့အဲအပါမိမပါပါအခုတော့လည်းမတော့ခုတ်ခုတ်ကိုချစ်တယ်လို့အခုနေလားလာရေလုံးပေးလို့ရမှာဆိုငါအလက်နဲ့သူနဲ့ဟဲ့ကခိမ့်လိုက်ခင်ငါသွားရင်ငါ သူတွေလည်းလည်းမှမခံဘူး치진정신예독카얍자야데가비니뜻대마냐쏘아비아제도원장마드린똥니러모신에체에리제도원장나마브리보레미야니얍시바데 ရိဘုံမားကကိုုံအရင်မာကြီးနဲ့မွေးဖွားချိန်နီးလာတော့ယောက်ျားဖြစ်တဲ့သူကိုပြောတယ်ယောက်ျားရေတဲ့ကျမမွေးကနေဖွားကနေမှာအသုံးပြုဖို့အတွက်စီလိုတယ်အဲ့ဒါရှင်ရအောင်ရှာပေးပါလို့ပြောတယ်ယောက်ျားဖြစ်တဲ့သူကခတ်နုံနုံခတ်အာအာခတ်တုံးတုံးနဲ့တူပါတယ်ရှင်မရေတဲ့ မင်းစီရကျင်တာတော့ဟုတ်တယ်တဲ့ငါကဒီစီကိုရအောင်ဘလို့ရှားရမလဲငါမရှားတတ်ဘူးလို့ပြောတယ်ပရိဘိုမကလည်းဘလို့ပဲဖြစ်ဖြစ်တော့တဲ့ဒီစီကိုတော့ရှင်ရအောင်ရှားပေးပါကျမတကယ်လိုအပ်လို့ပါကျမတကယ်အသုံးပြုဖို့ပါလို့ပြောတော့ခဏခဏပူဇာတဲ့အခါမှာပရိဘိုယောက်ျားကလည်းကောင်းပါပြီတဲ့ငါရအောင်ရှားပေးပါမယ်လို့ဝန်ခံကတိပေးလိုက်တယ် အဲ့ဒီမှာကောသလမင်းကြီးကနေ့စဉ်နေ့တိုင်းပေါ့ထောပစီတွေအမြဲတမ်းပေးလူပါတယ်မန္တကြီးထိုးပြီးတော့ပေးလူပါတယ်အဲ့ဒီမန္တမှာဆိုရင်ထောပစီကိုတောက်သုံးဖို့ပဲပေးပါတယ်အိမ်ကိုယူသွားဖို့ကြတော့မပေးပါဘူးဒီပရိဘောကသူမိမအတွက်စီသွားတောင်းတာဟိုကမပေးပါဘူးမပေးတော့ဒီပရိဘောကဘလို့အကြံထုတ်တုံးဆိုတော့ ဒီတိုင်းတောင်းရင်တော့ရမှာမဟုတ်ဘူးတဲ့အဲ့ဒီအလူကံမန္တကပေးတဲ့စီတွေကိုငါဝအောင်တောက်လိုက်မယ်ဘိုက်ကားအောင်တောက်လိုက်မယ်အင်းရောက်တော့မှဇလုံးလေးကိုအန်ချလိုက်မယ်ပေါ့အန်ချပြီးတော့အဲ့ဒီစီကိုမိမကိုပေးမယ်လို့သူကဒီလိုအကြံထုတ်ပါတယ်ဒါနဲ့စီလူတဲ့အလူကံမန္တကိုသွားသူတို့တိုက်တဲ့ထောပစီတွေကိုအာရပါရတောက်ဘိုက်ကားနေအောင်တောက်ဘိုက်တင်းနေအောင်တောက်ပြီးတော့ပြန်လာပါတယ် အိမ်ထဲရောက်တော့ပကံတဲကိုအန်ချတာပေါ့နော်အန်လို့လည်းမရအပေါ်ကိုလည်းအန်လို့မရအောက်ကိုလည်းရှောလို့မထွက်အပေါ်ကိုလည်းအန်လို့မရအောက်ကိုညစ်တော့လည်းအောက်ကလည်းမထွက်ဘိုက်ထဲမှာကိုယ်ရောကားရဘိုက်ထဲမှာကန့်လန့်ကြီးဖြစ်ပြီးတော့စင်ရဲ့ချင်းဝေဒနာကိုလူးလိမ့်နေအောင်ခံစားရတယ်တဲ့။ဒါနဲ့မြတ်စွာဘုရားကဆုံးခံကြွလာတော့အဲ့ဒီပရိဘူကြီး ဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားနေရတာကိုတွေ့တော့မြတ်စွာဘုရားကဥဒန်းကျူးရင်တော်မူပါတယ်။မြတ်စွာဘုရားကဘလို့ဥဒန်းကျူးရင်လဲလို့ဆိုရင်ဒုက္ခိနောဝတ္တယေအာကိဉ္စနာဝေဒကုနောဟိဇနာအာကိဉ္စနာတကိဉ္စနာပတ္တဝိအညမာနဇနောဇနတမိပရိပန္နနာစိတ်တော်အရိဘေကကြောင်းကြမှုမရှိတဲ့ပုဂ္ဂိုလ်ရာချမ်းသာမှုကိုရရှိကြတယ် အရဟတမေအရဟတဖို့ကိုရပြီးတဲ့ပုဂ္ဂိုလ်တွေဟာချမ်းသာမှုအစစ်ကိုရကြကုန်တယ်။ကြောင်းကြံမှုရှိတဲ့ပုဂ္ဂိုလ်တွေတွေ့တာမှုရှိတဲ့ပုဂ္ဂိုလ်တွေကို ကြည့်ကြပါတဲ့။အဲ့ဒီကြောင်းကြံမှု တွေ့တာမှုတဦးတယောက်အပေါ်မှာတွေ့တာမိပြီးဆွဲလမ်းမိပြီးချစ်ခင်မိပြီးဆိုရဲပင်ပန်းခြင်းကိုရောက်ရှိလိမ့်မယ်တဲ့။မြတ်စွာဘုရားကဒီလိုဥဒန်းကျွေးရနေမှာပါတဲ့။ ။ဒါကြောင့်မို့လူတွေဟာအပူထဲမှာအရှုပ်ထဲမှာပျော်ကြရတဲ့အမျိုးဖြစ်ပါတယ်။ခင်မင်မှုချစ်ခင်မှုတွေဆိုတာ ပူလောင်မှုရှုပ်ထွေးမှုတွေကို ဖြစ်စေပါတယ်။ပို့ပြီးတော့မှချစ်ခင်လေးလေးပို့ပြီးတော့မှပူလောင်လေးလေးပူလောင်ပါများလာတော့အေးချမ်းမှုဆိုတာရဖို့ခက်လာတယ်။အရှုပ်အရှုပ်ချင်းထိမိတော့ညှိကုန်တယ်။ညှိပါများလာတော့ရှင်းရခက်သွားတယ်။ရှင်းရခက်သွားတော့ ပို့ပြီးတော့ပို့ပြီးတော့ရှုပ်သွားတယ်။ဒါကြောင့်မြတ်စွာဘုရားကလည်းချစ်ချင်းအစစင်းရဲကတဲ့။ဒါကြောင့်မြတ်စွာဘုရားကဥဒန်းကျွေးရတာပေါ့။တယောက်ကိုတယောက်တွေ့တာမိပြီ၊ခင်မိမိပြီ၊ချစ်ခင်မိပြီဆိုရင်အဲ့ဒီတွေ့တာတဲ့သူကိုအကြောင်းပြုပြီးတော့ကိုယ်မှာစိတ်စင်းရဲကိုယ်စင်းရဲဖြစ်ရတယ်။လူတယောက်ကို တွေ့တာတော့မယ်၊ချစ်တော့မယ်ဆိုရင်စင်းရဲမှုတံကိုခံနိုင်လား။အရင်ဆုံးကြိုပြီးတော့တွေးတင်ပါတယ် အားလုံးပဲစိတ်ဆင်းရဲကိုဆင်းရဲခြင်းမှာကင်းဝေးကြပါစေ။